ကဲရန်ကုန်မြို့ရဲ့မင်္ဂလာနံနဲ့ခင်းလေးရနေဂျိုသူလိုက်ပါရခင်ဗျာကျွန်တော်ကတော့ကိုမိုကာအမှုပညာပွဲဖြစ်ပါတယ်ကဲကားနဲ့ပတ်သက်ပြီးတော့အများစွာအကူအညီတွေပေးနေပါတယ်ဘလို့အကူအညီတွေကိုပေးနေလဲဆိုတော့ကားလေးတွေရောင်းနေတယ်ဆိုရင်ကျွန်တော်ဒီနေ့မနေ့ဆိုရင်လဲကျွန်တော်ဝါခိုင်မမြို့ကနေပြီးတော့ဝါခိုင်မနော်ဝါခိုင်မဆိုတော့ကျွန်တော် AR တိုင်းကြောင်းကုန်းနဲ့ကျွန်တော်တို့အဲဒီဘက်ကအဲဘယ်ခေါ်မလဲကျွန်တော်တို့ ကျောင်းကုန်းနဲ့ကျောင်းကုန်းသားလေးရပါတော့အဲ့ဒါနေသွားလို့ရှိရင်ကျွန်တော်ဝါခဲမားတို့အာပြီးွားရင်လက်ပွတ်တာတို့ဘာလို့ရောက်တယ်နော်အဲ့အဲ့ဒါနေပြီးတော့ကျွန်တော်တို့ဝါခဲမားကနေပြီးတော့လာရောက်ပြီးတော့ကားလေးဝယ်ယူပြီးသားကားလေးနော်ပြီးခဲ့တဲ့နှစ်ကလာရောက်ဝယ်ယူသွားတဲ့ကားလေးကိုပြန်လဲပြီးရောင်းချသွားတာနော်ပြန်လဲပြီးတော့အဲဒီလိုမျိုးကျွန်တော်တို့ပြန်လဲရောင်းချခြင်းနဲ့ဆိုရင်ကျွန်တော်ဒီမှာဝယ်ယူပြီးသားကားလေးတွေကိုလည်းပြန်လဲဝယ်ယူပြီးတဲ့အပြင်ကိုအခြားအခြားကဝယ်ထားတဲ့ကားလေးတွေအခြားရှိုးလုံးကဝယ်ထားတဲ့ကားလေးတွေကိုလည်းစာရွက်စာတမ်းစုံလို့ရှိရင်စုံလင်စွာနဲ့ကျွန်တော်ပြန်လဲဝယ်ယူပြီးတယ်နော် ဒါကတော့ကျွန်တော်တို့ကားချစ်သူမိဘပြည်သူတွေကိုကျွန်တော်တို့ရိုးသားတဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကိုကျွန်တော်အကူအညီတွေကိုပေးနေတာဖြစ်ပါတယ်ညာဘလို့အကူအညီတွေပေးနေလဲဆိုတော့ကျွန်တော်ကားနဲ့ပတ်သက်ပြီးတော့ one store အနေနဲ့အစီအစဉ်ကားနဲ့ပတ်သက်ပြီး license တန်းတိုးတာအစကားနဲ့ပတ်သက်ပြီးတော့အာမခံထားခြင်းတာအစကားလေးတွေပြန်လဲပြီးရောင်းချခြင်းတယ်ဆိုလို့ရှိရင်လည်းပြန်လဲဝယ်ယူပေးသလိုကားလေးတွေကိုကျွန်တော်စီမှာတနေရာထဲမှာ one store အနေနဲ့ဝယ်ယူနိုင်စေရန်ကျွန်တော်စီစဉ်ထားပါတယ်ဝယ်ယူ ယုံနေမဟုတ်ဘူးကျွန်တော်တို့အလဲထက်တွေလည်းကျွန်တော်တို့ပြုလုပ်လို့ရတဲ့အောင်ကျွန်တော်စီစဉ်ထားတယ်အလဲထက်ဆိုတော့မိမိပိုင်ဆိုင်တဲ့ကားလေးတွေကိုပြန်လှည့်ပြီးတော့ကျွန်တော်ဆရာကားလေးနဲ့ပြန်လှည့်ပြီးအလဲထက်တော့ငွေလိုက်ပြီးလိုက်ယူပုံစံမျိုးနဲ့လဲထက်ပြုလုပ်ပေးတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်စာရွက်စာတမ်းစုံနေရဆိုရင်ကျွန်တော်ဆောင်ရွက်ပေးတယ်ဖြစ်တယ်ကားလေးတွေကိုစစ်ဆေးတင်ကြလေးကားအတိုက်ခိုက်နာစာစစ်ဆေးတယ်ပြီးတော့ကျွန်တော်တို့ကားမှန်မှန်စစ်ဆေးပြီးတော့မှကျွန်တော်လဲထက်ပြုလုပ်ပေးတာဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့အကူအညီပေးတာကိုကျွန်တော်တို့ဆောင်ရွက်ပေးရတဲ့စကားမဆက်ဒီနားမှာပြောချင်တာကကျွန်တော်တို့ ចောင်းသားဘွားငဲငယ်လေးတွေကနေပြီးတော့ကျွန်တော်အလုပ်ထဲဝင်လာတဲ့အလုပ်ကနေမှာစီးပွားရေးတွေလုပ်ကြတယ်ဒီလိုပဲစီးပွားရေးလူမှုရေးတွေများစွာဆောင်ရွက်နေရတဲ့နေရာမှာကျွန်တော်တို့သူတစ်ပါးကိုအကူအညီပေးခြင်းအားဖြင့်ကျွန်တော်တို့မိမိဘွားမှာဖွံ့ဖြိုးတိုးတက်အောင်မြင်စေနိုင်ပါတယ်ဆိုတော့လေဒါသတိတရားအနေနဲ့ရရှိစေရန်ကျွန်တော်တင်ဆက်လိုက်ပါတယ်ခင်ဗျာကျွန်တော်စီမှာကားလေးတွေကိုဒီနေ့မှာတော့လိုက်လံပြီးတော့ကားလေးတွေပြသပေးမှာဖြစ်ပါတယ်ဒီကားသားလေးတွေထဲမှာကျွန်တော်တို့3900ဝန်းကျင်ကားလေးတွေရှိတယ် အဲဒီမှာတော့ကျွန်တော်တို့အခုဒီမြင်တွေ့နေရတဲ့ကားလေးဆိုရင်3500ကျော်လေးဒီမှာကျွန်တော်တို့ total feeder လေးเนาะအဒီကားလေးကတော့ကျွန်တော်တို့ဟိုနေ့ကစီရင်ချလာပြီးသားကားဆိုပေမဲ့ကျွန်တော်တို့အကြောင်းမျိုးကြောင့်ကျွန်တော်တို့ကားလေးကိုပြန်လှည့်ပြီးတော့ဝင်မချေနိုင်ဘူးဆိုတဲ့အတွက်ကျွန်တော်ပြန်လှည့်ပြီးရောင်းတင်ခြင်းဖြစ်ပါတယ်เนาะအဒီကားလေးကတော့3500 50ဝန်းကျင်3560ဝန်းကျင်မှာရရှိမဲ့ကားလေးဖြစ်ပါတယ်အဒီကားလေးလိုချင်နေဆိုရင်တော့ total feeder 2000 model နဲ့ engine power 1.0 HCC နဲ့ရရှိမှာဖြစ်ပါတယ်ညာဟုတ်တူဝီဖြစ်တယ်တူဝီမျိုးစားဖြစ်ပါတယ်เนาะအဒီကားလေးလိုချင်လဲဆိုရင်ရန်ကုန်လိုင်စင်နဲ့ဒီတန်းလေးကျွန်တော်တို့ Pro Bout တွေ feeder တွေကတော့3500ကျော်နဲ့နည်းနည်းလေးရှားတယ်အားကြောင့်ဒီကားလေးရရှိမှာဖြစ်တယ်ဈေးနှုန်းလည်းပြောပြပေးနော်အဒီနေ့မှာတော့ကျွန်တော်ကားလေးတွေကိုဈေးနှုန်းလေးတိကျပြောပြပေးမှာဖြစ်တဲ့အတွက်ဗီဒီယိုအဆုံးထိ like ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာအဲကျွန်တော်ဒီမှာဟိုနေ့ကကျွန်တော် live လွှင့်သွားတယ်ဆိုပေမဲ့ live လွှင့်တဲ့နေ့ကကျွန်တော် အနေသိမ့်မကောင်းလို့ကျွန်တော်လိုက်မလွင့်လိုက်ရအောင်ဒါကြောင့်မလို့ကျွန်တော်ဒီနေ့မှာတော့သားလေးတွေကိုတည်တည်ချာချာလေးစုံစုံလင်လင်းပြသပေးမယ်ဒါကတော့အခုရောက်ရှိနေတဲ့နေရာလေးကတော့အာရှိုးရုံအမှတ်1ပဲဖြစ်ပါတယ်ရှိုးရုံအမှတ်1ထဲကကားလေးတွေကိုကျွန်တော်တို့လိုက်ကြည့်ပြပါအောင်ခင်ဗျာအဲဒီမှာတော့ကျွန်တော်တို့လူတိုင်းကြိုက်နေတတ်ကြတဲ့ကားလေးလို့ပြောလို့ရတယ်ကျွန်တော်တို့ Honda Fit လေးဆိုရင်ကျွန်တော်မှာနှစ်စီးသုံးစီးဝင်နေတခါကြီးက၄-၅စီးတောင်ကျွန်တော်တို့ဖြစ်ဆွထားတာဖြစ်ပါတယ်ဒီထဲမှာတော့ကျွန်တော်တို့မနေ့ကဆိုလို့ရှိရင်ကျွန်တော်ရောင်းနေတဲ့မှာ Honda Fit ဆိုရင်အမဲအောင်လေးစီးရောင်းနေအဖြူအောင်လေးစီးရောင်းနေအဒီကတော့အဖြူအောင်လေးစီးကြံမယ်နော် အဖြစ်အောင်လေးတစ်စီးကြံမယ်ဆိုဆိုရင်ဒီကားလေးရောက်ရမယ်ဆိုရင်ကျွန်တော်3600ကျော်မှာပဲရရှိမှာဖြစ်တယ်။အဲဈေးနှုန်းအနေနဲ့တော့3660ဝန်းကျင်မှာရရှိမှာဖြစ်ပါတယ်။အဲဈေးနှုန်းကတော့ကျွန်တော်3680ခေါ်ထားတဲ့ကားလေးဖြစ်တဲ့အတွက်ဈေးလည်းတန်စီမှာဖြစ်တယ်။ကားလေးကတော့ grade လေးကိုတစ်ချက်ပြောပြရမယ်။ engine power 1.3နဲ့2 way ဖြစ်ပြီးတော့မှန်ဘူးကားဘူးဖြစ်ပါတယ်နော်။အခေအနေနဲ့ e-dan ဖြစ်တဲ့ရန်ကုန် license ဖြစ်တဲ့သုံးဆွဲလို့အဆင်ပြေစေမယ့်ကားဖြစ်တဲ့ကားအတိုက်ခိုက်နာစာမရှိဘူး။ဂျပန်ကားလေးတွေကတော့ကျွန်တော်တို့ ြန်စည်းပါမှာဖြစ်ပါတယ်ခင်ဗျာဒါတော့ပြန်စည်းရတော့အခုနောက်ပိုင်းလက်ခံပြီးတော့ဝယ်ယူနေကြတာဖြစ်ပါတယ်ပြီးသွားရင်တော့ကျွန်တော်တို့ဒီမှာ Silver D50 D50 ဆိုတဲ့ကားလေးကိုကျွန်တော်ဒီမှာနှစ်စီးသုံးစီးလောက်ရှိရဲကျွန်တော်တစီးပဲကြံပါတော့ရနော်ဒီကားလေးကိုလိုချင်နေဆိုရင်တော့ဝယ်ယူနိုင်ပါတယ်ဒီကားလေးဆိုတော့ကျွန်တော်3850ဝင်ကျင်နေရရှိမှာကားလေးဖြစ်ပါတယ်ခင်ဗျာပီဂျင်းဖြစ်တဲ့အင်ဂျင်ပါဝါအနေနဲ့1.5ကိုတာဘိုနဲ့ဖြစ်ပြီးတော့ထိုင်ကိုလေသာစီးရဖြစ်တဲ့ပြီးသွားရင်ကျွန်တော်တို့ Poster Smuggy တွေဖြစ်ပြီးတော့ Sunroom Mono တွေပေါင်းတဲ့ကားလေးတစ်စီးဖြစ်ပါတယ်ဒီကားလေးလိုချင်တဲ့ဆိုတော့ကိုမိုကားတို့ပညာကားစစ်စင်တာမှာလာရောက်ပြီးတော့တရှိဝယ်နိုင်ပါတယ်အားလုံး Moonlight Sin နဲ့ 9R နဲ့ရရှိမှာဖြစ်ပါတယ်ညာပြီးသွားရင်တော့ကျွန်တော် EV ကားလေးတစ်ချက်ပြမယ်နော် EV ကားကတော့ကျွန်တော်ရှိမှာအော်ဒီနီယာဆိုဟုတ်ရှိ EV ကားလေးရဲ့ကျွန်တော်ဒယန် EV ကားလေးရဲ့နဲ့ဆေးရှိတာကျွန်တော်ဟုတ်ရှိ EV ကားလေးကတော့လာဝယ်ယူသွားတယ်ပူမောင်းမောင်းတော့ကျွန်တော်တို့မြောက်တူကောင်းအောင်လာမသိဘူးဝယ်ယူသွားတဲ့အတွက်ကျွန်တော်တို့မရှိတော့ပါဘူးခုလောဆယ်ဒီကားလေးဆိုရင်တော့ကျွန်တော်တို့ 5S နဲ့ MB1 license ဈေးနှုန်းအနေနဲ့တော့3600ကျော်မှာပဲရရှိမှာဖြစ်ပြီးတော့ကျွန်တော်665ဒိန်းနဲ့ရရှိမယ်ကားလေးဖြစ်ပါတယ်เนาะအဖြူရောင်လေးဖြစ်တယ် Poster Smuggy ဖြစ်တယ် Cruise Control တွေပါတယ်အပြီးတော့တော်တော်လေး Grace စုံတဲ့ကားဖြစ်ပြီးတော့ Range အနေနဲ့ကီလိုမီတာ330မောင်းနေနိုင်မှာဖြစ်ပါတယ်เนาะ Range 330ဖြစ်ပါတယ်ခင်ဗျာဟုတ်ဒီကားလေးဆိုရင်တော့လိုချင်နေဆိုရင်3600ကျော်665နဲ့ရရှိမယ်ကားလေးဖြစ်ပါတယ်ဟုတ်အဲပြီးတော့ရင်တော့ကျွန်တော်တို့3600ကျော်လေးတွေပဲပြတာကနော်ပြီးတော့ရင်ကျွန်တော်3500ကျော်လေးတွေရရှိမယ်ကားလေးပြမယ် ဒီကားလေးဆိုတော့960နဲ့ရရှိမဲ့ကားလေးဖြစ်ပြီးတော့ကျွန်တော်တို့ Mitsubishi Mirage ဖြစ်ပြီးတော့2017 model ဖြစ်တယ်။အင်ဂျင်ပါဝါအနေနဲ့1000 cc ဖြစ်ပါတယ်။အယောင်လေးကတော့ကျွန်တော်တို့ဒါကတော့ကျွန်တော်တို့စိမ့်လို့ယောင်လေးပေါ့နော်။ဒါကတော့ model စိမ့်ယောင်လေးလို့ပြောလို့ရတယ်။ဒီကားလေးကိုရရှိမှာဖြစ်ပြီးတော့ model 2017ဖြစ်တယ်။2ဝီဖြစ်တယ်။အင်ဂျင်ပါဝါအနေနဲ့10 2ဝီဖြစ်ပါတယ်နော်။1000 cc ပေါ့။ဒီကားလေးလိုချင်တဲ့ဆိုရင်ပိုမိုကားမှုပညာစီမှာလာဝယ်ယူနိုင်ပါတယ်။ပြီးသွားရင်တော့ကျွန်တော်တို့ဒီမှာ ွန်လိုင်းအဆက်အွန်လိုင်းအဆက်ကတော့ကျွန်တော်တို့ကျွန်တော်စီမှာခဲမဲလေးပဲเนาะကျွန်တော်တို့ဒါကတော့စစ်အားကျွန်တော်ရောင်းလိုက်တာတော့ပြီးခဲ့တဲ့ရက်က site အားလား4အားလားမသိတစည်းရောင်းလိုက်တယ်အဲဒီကားလေးကတော့ခဲမဲပဲအဲ့ကားလေးစလဲကျွန်တော်သိန်းချောင်းအစွန်းလေးမှာပဲရောင်းရှိလိုက်တာရောင်းချလိုက်တာဖြစ်တယ်အဲကြောင့်ကျွန်တော်စီမှာ YGN license နဲ့ဒါ engine power 1.4နဲ့ဒီကားလေးကိုလိုချင်တယ်ဆိုလို့ရှိရင်เนาะဟွန်တိုင်းအဆက်နဲ့ဟွန်တိုင်းအဆက်ရရှိမယ်ဟွန်တိုင်းအဆက်ရတော့ तू ကတော့ poster smart ကြီးတွေဖြစ်သွားပြီးတော့ထိုင်ကုန်လဲတာပြီးွားရင် automatic မောင်းနေနိုင်တဲ့စနစ်တွေပေါင်တဲ့ကားလေးကြီးဖြစ်တယ်။ရုပ်ထွက်သွင်းမြင်လဲလှပတာနော်။ဒါကြောင့်ဒီကားလေးကျွန်တော်စီမှာဒစီးပဲကြံတော့တယ်။ဒီကားလေးလိုချင်တယ်ဆိုရင်တော့ဒါဝယ်နိုင်ပါဒါကတော့နောက်ပထမဒစီးကတော့ကျွန်တော်စီမှာအမြဲတမ်းဝယ်နေကြဖြစ်တဲ့မိုးညိုမျိုးอ่ะနော်။မိုးညိုမျိုးဆိုတော့ကျွန်တော်တို့ဟိုလက်ဗရန်မိုးညိုလက်ဗရန်ဆိုတော့ကျွန်တော် ARD တိုင်းခေါ်မလားသူကပြည်ခေါ်မလားအဲ ARD တိုင်းတဲမှာပါတယ်သူကလက်ဗရန်နော်လက်ဗရန် မရောက်ခင်လားမသိဘူးမိုးညိုမျိုးကနေလာဝယ်သွားဖြစ်တယ်ဒါကတော့အခုလောဆယ်အဲ့ကားလေးနဲ့စင်တူပဲခဲမဲလေးဖြစ်တယ်ဒီကားလေးလိုချင်တယ်ဆိုရင်တော့ကျွန်တော်ဒီမှာတိတ်ထောင်းနဲ့အဲတိတ်ထောင်းနဲ့ကျွန်တော်တို့60 80ခေါ်တာတိတ်ထောင်းနဲ့60လောက်သူရရှိမှာဖြစ်ပါတယ်နော်ဟုတ်ကဲဈေးနှုန်းလေးကျွန်တော်ဒီနေ့ဗီဒီယိုကတော့ဈေးနှုန်းလေးတွေတေချာလေးပြောသွားတဲ့အတွက်အချိုးရှိပြီးတော့အဆင်ပြေစေမယ်လို့ယူယူကြည့်ပါနော်ကျွန်တော်တို့ပြီးတော့ဒီကားလေးကတော့ကျွန်တော် video လေးကတော့ရောင်းရောင်းချပြီးသွားတယ်နော် ။ဒါဆင်ရရရှိပွားကြီးဒါကတော့ကျွန်တော်တို့ငွေချေမဲ့ရက်ကိုစောင့်နေတာဖြစ်ပါနော်။ကဲဒါကတော့ကျွန်တော်တို့ရှိုးရောအမှတ်1ကကားလေးတွေကိုကျွန်တော်တို့3500ဝန်းကျင်3600 600ဝန်းကျင်အဲ3600 600ဝန်းကျင်3900 800 800ဝန်းကျင်လေးတွေကိုကျွန်တော်ပြသသွားပြီးတော့ဒီနေ့မှတော့ကျွန်တော်တို့ကားလေးတော်တော်များများကိုကျွန်တော်ပြသမယ်လို့ကျွန်တော်ပြောထားတာနော်။ဒီလိုပဲကျွန်တော်ဒီနေ့မှာတော့ဂျက်တော်တွေရှိရဲဆိုးရီတွေရှိအများကြီးပဲကျွန်တော်ဒီမှာကားလေးတွေထပ်မံရောက်ရှိနေတယ်။ကားအစီး30လောက်အစ်20ကျော်30ဝန်းကျင်လောက်ကိုကျွန်တော်ပြသသွားမှာဖြစ်ပါတယ်။ ဲတစ်ချက်တော့လိုက်ကြည့်ပြပါဦးခင်ဗျာဟုတ်ကဲဒါတော့ show room အမှတ်တစ်ကကားလေးတွေကိုပြသပြီးတော့ကျွန်တော်တို့ show room အမှတ်နှစ်ကိုသွားလိုက်မယ် show room အမှတ်နှစ်မှာလည်းဘယ်လိုကားလေးရှိလဲဆိုတာကျွန်တော်လည်းရင်ခုန်စွာလိုက်လံပြီးကြည့်ကြည့်ပါဦးနော်အဲကျွန်တော်တို့ဒီမှာကိုမိုးကားနုပညာရဲ့ကျွန်တော်တို့ဘေးဝင်းကျင်မှာတော့ကျွန်တော်တို့ ਨੇ အဲရောင်းဝယ်ပြုလုပ်ထားတဲ့ပျော်ရွှင်စွာရောင်းဝယ်ပြုလုပ်ထားတဲ့ပုံလေးတွေကိုကျွန်တော်တွေ့ရမှာဖြစ်ပြီးတော့ကိုမိုးကားနုပညာရဲ့စားပစ်လေးတွေကိုကျွန်တော်တစ်ချက်ပြောပြမယ်နော်ကျွန်တော်ဒီမှာအရေးကြဝယ်လို့ရတယ် မိုက်ခရိုဖိုင်းနဲ့အရေးကြတွေရမယ်ဘန်အရေးကြတွေကတော့ဆွေးနွေးတိုင်ပင်လို့ရတယ်နော်ကားအမကန်ကားအလုံးစုံကားတက်တန်းတိုးခြင်းကားအလဲထက်ပြုလုပ်နိုင်ခြင်းကားနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတိုင်ပင်ခြင်းတွေကိုဆွေးနွေးတိုင်ပင်ခြင်းတွေဆိုတော့မိသားစုလိုမျိုးနော်မိသားစုဆိုတာကျွန်တော်တို့တစ်ခါလေကြာရင်ကားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကစိမ့်ကြတယ်အာကားလောကဆိုတာနည်းနည်းစိမ့်တယ်ကျွန်တော်တို့ကိုယ်တိုင်ပဲအရင်တော့ကားနဲ့ပတ်သက်ပြီးတော့ကားရောင်းဝယ်မလုပ်ခင်ရဆိုပြီးခဲ့တဲ့10နှစ်ကျော်ဆိုစိမ့်တယ်ကားရှုံးလုံးကိုသွားဖို့ဆိုတာကျွန်တော်တို့ကားနဲ့ပတ်သက်ပြီးတော့စိမ့်တယ်ဒီကားတွေဝင်ကြည့်ဖို့ဆိုတာလည်းစိမ့်တယ်ဒါကြောင့်မို့ကျွန်တော်တို့ ကားနဲ့ပတ်သက်ပြီးတော့စိမ့်တဲ့သူတွေအတွက်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေကရိုးသားတယ်ဒါကြောင့်မလို့ကျွန်တော်တို့မစိမ့်ရလေအောင်လို့ကျွန်တော်တို့ကျွန်တော်စီလာမယ်ဆိုရင်နူးနူးထွတ်ထွတ်ပြူငါနဲ့အများနဲ့ကြိုးစုံနေပြီးတော့ကျွန်တော်စီကကားလေးတွေကိုဘယ်ကားမဆိုရင်တက်ပြီးတော့ဆန်းကြည့်လို့ရမယ်နော်ကားလေးတွေဝင်ပြီးတော့ကြည့်လို့ရမယ်ကျွန်တော်စီကဝန်ထမ်းကလေးတွေနဲ့ကျွန်တော်တို့နူးနူးထွတ်ထွတ်ပြူငါငါနဲ့ကျွန်တော်အများနဲ့ကြိုးစုံနေအောင်တွေ့ရမှာဖြစ်ပြီးတော့ဒါကတော့ရှိုးရုံအမှတ်နှစ်ဖြစ်ပါတော့ရှိုးရုံအမှတ်တစ်နဲ့တချံကြုံပါပဲတရှိပြီးတော့ရှိုးရုံအမှတ်နှစ်ကကားလေးတွေကိုကျွန်တော်တို့ကလိုက်ကြည့်ပြီးတော့ခင်ဗျာဟုတ် ဒါကတော့ကျွန်တော်တို့ဒီ show တော့အမှတ်နှစ်ထဲမှာတော့တွေ့ရမယ့်ကားလေးတွေကတော့ကျွန်တော်အောက်ပိုင်းမြင့်မြင့်ကားလေးတွေများစွာကိုတွေ့ရမှာဖြစ်ပါတယ်။အောက်ပိုင်းမြင့်မြင့်ကားလေးဆိုတော့ကျွန်တော် Jetdo တွေအခုနောက်ပိုင်းရောက်ရှိနေတဲ့ Beijing လိုကားမျိုးတွေ Jetdo လိုကားမျိုးတွေ Dolphin လိုကားမျိုးတွေဆိုရဆိုလို့ရှိရင်တော့ဆိုရဆိုရင်တော့တော်တော်များများတော့ကျွန်တော်တို့မိတ်ဆက်စရာမလိုတော့အောင်လို့တော်တော်များစိုက်နေသက်ကြတယ်။ဒီလိုပဲကျွန်တော်တို့ Jetdo ဆိုလို့ရှိရင်လည်းတော်တော်များများမိတ်ဆက်စရာမလိုတော့အောင်စိုက်နေသက်ကြတယ်။ဘာကြောင့်လဲဆိုတော့ကားလေးတွေက performance ကောင်းတယ်၊ model မြင့်တယ်၊အခက်အခဲမြင့်တယ်နော်။ ီးသွားရင်ကျွန်တော်တို့သုံးဆွဲလို့လွယ်ကူတယ်ပြီးသွားရင် grade မြင့်တယ်ပေါ့နော် grade ဆိုတော့ကျွန်တော်တို့ပါဝင်တဲ့အဲသူ့ရဲ့တကယ်အသုံးဝင်မဲ့အရာတွေ post တက်လို့နေရာမျိုးတွေကျွန်တော်တို့ပြီး digital icon တွေနောက်ပြီးသွားရင်ပြီးသွားရင် infotainment screen တွေအစားပါဝင်သွားတယ်စမ်းလို့မိုးတွေပါမယ်ဒီလိုမျိုးကျွန်တော်တို့အော်တုံးဆွဲလို့အဆင်ပြေတဲ့အရာတွေပါဝင်တဲ့အတွက်တော်တော်များများကြိုက်နေတတ်ကြတာဖြစ်ပါတယ်။အားလုံးကျွန်တော်စဥတော့ကျွန်တော်မိတ်ဆက်ပေးမယ့်ကားလေးကတော့ Jador XMD လေးကိုမိတ်ဆက်ပေးမယ်နော်။ SMB ဆိုရင်2020 model 2020 model ဖြစ်ပြီးတော့ poster smart key တွေ digital icon တွေ cruise control တွေပြီးတော့ sound mono တွေ time control တွေပေါင်းထားတဲ့ကားတွေဖြစ်ပဲဒါကြောင့်မလို့ကျွန်တော်တို့ 2R နဲ့ဒါကတော့ YGN license တော့ဒီကားလေးကတော့ကျွန်တော်တို့ YGN license မဟုတ်ဘူးသူက Manly license ပြောင်းထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ Manly license နဲ့ရမှာအခေအားကတော့ 2R 2163เนาะဒီကားလေးကိုရရှိမှာဖြစ်ပါတယ်ဒီကားလေးလိုချင်နေဆိုရင်တော့ကားအဖြူရောင်ဖြစ်မယ် YGN license ဖြစ်မယ် အဲဂျက်တော့ SMD ကျွန်တော်တို့ဒါကတော့ခုံနှစ်တန်းပဲဖြစ်တယ်နော်ခုံသုံးတန်းမဟုတ်ဘူးခုံနှစ်တန်းပဲဖြစ်တယ်အဲ SMD grade လေးကိုကျွန်တော်တို့ရရှိမှာဖြစ်ပါတယ်ဒီကားလေးဆိုရင်တော့ကျွန်တော်သိန်းဆောင်ကျော်မှာပဲရရှိမှာဖြစ်ပြီးတော့သိန်း1200ဝန်းကျင်မှာရရှိမှာဖြစ်ပါသိန်း1200ဝန်းကျင်မှာရရှိမှာဖြစ်ပါတယ်နော်ဟုတ်အဲပြီးသွားရင်တော့ကျွန်တော်တို့အခုရက်ပိုင်းမှာကျွန်တော်တို့ရောက်ရှိနေတဲ့ကျွန်တော်တို့ Soy DA3 ဆိုရင်တော့3000လောက်ထပ်မံရောက်ရှိနေရွေးချယ်စရာများရယ်နော် Soy DA3 ဆိုရင်တော့ကျွန်တော်တို့ အခြားရှိုးတွေခြားရှိုးတွေမှာတော့ကျွန်တော်တို့ရွေးချယ်စရာနည်းတယ်ကျွန်တော်စီမှာတော့ဆိုးကြီးဆိုရင်တော့1 2 3လောက်ကျွန်တော်ရွေးချယ်နိုင်တယ်ဒီထဲမှာတော့ကျွန်တော် black color ရမယ်အပြီးသွားရင်တော့လိမ်မော်အောင် color လေးရမယ်တော်တော်လေးရှားပါတယ်เนาะအောင်လေးရမယ်ပြီးသွားရင်တော့ super red color လေးဒါချိန်မှာဖြစ်ပါတယ်အတစ်ချက်လောက်ကြည့်ပါအောင်เนาะအဲကျွန်တော်ဒီမှာတော့ကျွန်တော်တို့ဒီမှာတော့လိမ်မော်အောင် color လေးလိမ်မော်သီးလေးတစ်စီးရှိမယ်ဒါကတော့7ဂျူနဲ့ဖြစ်ပြီးတော့ဈေးနှုန်းအနေနဲ့တော့ဒီကားလေးရေဆိုလို့ရှိရင်တော့ကျွန်တော်ဈေးနှုန်းကတော့ဈေးနှုန်းတက်တာတယ်3900 အစွန်းစွန်းလေးမှာပဲခေါ်ထားတဲ့ကားလေးဖြစ်ပြီးတော့ဒီကားလေးဆိုတော့3950ဝန်းကျင်ပေါ့နော်ဒါကတော့အာဖြစ်ပြီးတော့ကျွန်တော်တို့ဝိုင်းဂျင်လိုင်စင်ဖြစ်တယ်အာ red သူကတော့ black super black ဖြစ်သွားပြီနော် super black ဖြစ်သွားတယ်တော်တော်များများကြိုက်နေတဲ့အဖြူပြင်းအနက်ပေါ့နော်အနက်ဆိုလည်းတော်တော်များကြိုက်နေတဲ့အတွက်ဇင်းလုံးနေလဲတင့်တဲ့စွာရရှိမှာဖြစ်ပြီးတော့ကျွန်တော်တို့ red color လေးလည်းချက်ပြမယ်နော်အဲဒီမှာ အဲဒီကားလေးဆိုတော့ကျွန်တော်3920ခေါ်ထားတဲ့ကားလေးဖြစ်ပါတယ် super red ရဲ့ဒီမှာလိန်မော်ရောင်လေးပေါ့နော်အဲဒီကားလေးနှစ်စီးဆိုရင်တော့ကျွန်တော်တို့3920နဲ့ပြောထားတယ်ဒီဘက်ဆိုး 1R နဲ့ကျွန်တော်တို့ဆိုး D3 ကတော့950နဲ့ရရှိမဲ့ကားလေးဖြစ်ပါတယ်ဟုတ်အဲပြီးသွားရင်တော့ကျွန်တော်တို့ဒီဘက်ဒီမှာတစ်ခါလေးပြပေးလိုက်မယ်နော်အဲကျွန်တော် Toyota Avanza ဆိုလို့ရှိရင်တော့ Avanza ဆိုရင်တော့2020 model နဲ့ဒီကားလေးဆိုရင်တော့ကျွန်တော် Toyota Avanza ရဲ့မှာ 1R နဲ့ရရှိမဲ့ဒါကတော့ရှမ်းလိုက်စင်မိမိကြိုက်နေတဲ့လိုင်စင်ကိုကျွန်တော်ဘကူးလိုက်စင် ်အခုလိုက်စင်မန္တလေးလိုက်စင်စသဖြင့်ကျွန်တော်တို့ပြောင်းလဲပြီးအသုံးပြနိုင်တယ်နော်အင်ဂျင်ပါဝါ1.3 2နဲ့ထိုင်ကုန်3နှမ်းဖြစ်မယ် round air ကနေပါမယ်ကားလေးတစ်စီးဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဂျပန်ကားထဲမှာတော့ကျွန်တော်တို့တော်တော်လေး performance ကောင်းပြီးတော့ကျွန်တော်တို့ဂျပန်ကားမှာစိုက်နေတတ်တယ်တောင်းတော့တင်းတင်းမှာစိုက်နေတတ်တယ်ပြီးတော့ရင်တော့9ယောက်စီးမှာစိုက်နေတတ်တယ်ဆိုတဲ့မိတ်ဆွေတွေအတွက်ကျွန်တော်တို့အာရရှိမှာဖြစ်ပါတယ်เนาะမျက်မြင်ကြည့်ရှုဝယ်နိုင်ပါတယ်မီလိုကနဲ့ထပ်ဖြစ်သွားတယ်เนาะဒါဆိုရုပ်ပြောင်းဖြစ်သွားတဲ့အတွက်မီလိုနဲ့ထပ်ဖြစ်သွားတယ်မီလိုနဲ့ထပ်ဖြစ်သွားတယ်ပြီးသွားရင်တော့ကျွန်တော်တို့ဆိုရီဒီ 7ဆိုရင်ဒီ7ဆိုရင်တော့ကျွန်တော်တို့နောက်ထပ်အစ်တစည်းလေးရောက်ရှိဖို့ရှိတယ်အခုလောဆယ်တော့7จุနဲ့ရရှိမှာဖြစ်ပါတယ်အဒီကားလေးဆိုရင်တော့ကျွန်တော်တို့3100ဝင်းကျင်မှာရရှိမှာဖြစ်ပါတယ်ခင်ဗျာအဆိုဒီ7ဆိုရင်3100ဝင်းကျင်နဲ့ရရှိမှာเนาะပြီးတော့ရင်တော့ဒီကားလေးဆိုရင်တော့ကျွန်တော်တို့3200ဝင်းကျင်မှာရရှိမှာဖြစ်ပါတယ်ဒါကတော့ Toyota Avanza เนาะဆိုတာဈေးပြောမိပါလို့1200ဝင်းကျင်မှာရရှိမယ်ပြီးတော့ရင်တော့ကျွန်တော်ဒီမှာ GAC GA4 เนาะအင်ဂျင်မှာ1.3တာဘူးနဲ့ ရရှိမှာဖြစ်ပြီးတော့မော်ရီယီအနေနဲ့မော်ရီယီအနေနဲ့နောက်ဆက်ခွန်မော်ရယ်နဲ့ဒါ 3N နဲ့အောက်ပိုင်းမြင့်မြင့်နဲ့ကျွန်တော်တို့ထိုင်ကုန်လေသာတွေ cruise control တွေနဲ့စမ်းရုံမိုးရုံတွေနဲ့ grade မြင့်နဲ့အောက်ပိုင်းမြင့်မှလိုချင်တဲ့ off road mini off road ပေါ့ compact SUV လို့ခေါ်တာပေါ့နော် compact SUV လို့ဟာကားမျိုး SUV လို့ကားအကြီးလည်းမဟုတ်ဘူးအဲဆိုရင် D7 size လောက်လည်းမဟုတ်ဘူးသူကဆိုရင် D3 size ပေါ့နော်ဒါဆိုရင် D3 size ကိုမှကြက်ကြက်လေးလေးနဲ့ဆိုရင် D3 ထက်နည်းနည်းလေးသူကထွားခြင်းတယ် ဆိုပေမဲ့ compact SUV ပဲပေါ့နော်ဆိုပြီးဒီ3လည်း compact SUV ပဲအဲသူကအောက်ပိုင်းလေးနဲ့မြင်တယ်သူကလုံးလုံးကြည့်ကြလေးနဲ့အမျိုးသမီးမျိုးသားတွေကြိုက်နေတတ်တယ်ကားနဲ့လူနဲ့ကားလေးဖြစ်တယ်ဆိုတဲ့ကားလေးတွေကိုရရှိမှာဖြစ်ပါတယ်ခင်ဗျာအဲကားလေးတွေကိုကျွန်တော်ကားနဲ့ပတ်သက်တဲ့အဲ knowledge လေးတွေလည်းပြောပြပေးသွားတော့ဒီကားလေးကတော့ engine power အနေနဲ့1.5 turbo ဖြစ်ပြီးတော့အဲသူကဂျပန် engine ဂျပန် gearbox ဖြစ်တဲ့အတွက်ဒါတော်တော်များများကြိုက်နေတတ်တယ်เนาะဒါဆိုရင်ဒီကားဆိုရင်တော့1 2 3သုံးသီးရမှာเนาะသုံးသီးရမှာဖြစ်ပါတယ်ဟုတ်အဲပြီးသွားရင်တော့ကျွန်တော်တို့ဒီမှာ ်အော် OE dry နဲ့ရရှိမယ်ကျွန်တော်တို့ KI အိမ်မှာကြိုက်တယ်ဂျပန်ကားတွေကြိုက်တယ် KI ကိုရီးယားကားတွေကြိုက်တယ်ဆိုတဲ့မိတ်ဆွေတွေမိဘပြည်သူတွေ Two and National နဲ့ရန်ကုန်လိုင်စင်ရရှိမှာဖြစ်ပြီးတော့ showroom ကားလေးကိုရရှိမှာဖြစ်ပါတယ်အ KI Sportic ကတော့တော်များများကြိုက်နေတတ်တယ်အယောင်လေးကတော့ချက်သွေးအောင် Super Red လေးတွေကိုရရှိမှာဖြစ်ပါတယ်ဒီကောင်လေးကတော့ engine power အနေနဲ့ engine power အနေနဲ့2-0 all wheel drive ကိုရရှိမှာဖြစ် engine power 2.0 all wheel drive ကိုရရှိမှာဖြစ်ပါတယ် Morey အနေနဲ့2016 Morey Morey အနေနဲ့2016 2016 Morey နဲ့ရရှိမှာဖြစ်ပြီး engine power 2.0ရရှိမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်နောက်ပတ်လေးတစ်ချက်တော့လိုက်ပြပေးမယ်နော်ဒါ great ကတော့အဆုံးလင်းဆုံးပဲ poster smart key တွေ digital aircon တွေထိုင်ခုံမော်တာတွေပေါင်းသွားမယ်ကားလေးတစ်စီးဖြစ်ပါတယ်အာ spot day KIA spot day 2 nation ရဲ့ 1G license ကိုရရှိမှာဖြစ်ပါတယ်အဲဈေးနှုန်းအနေနဲ့တော့ဒီကားလေးဆိုရင်တော့သိန်း1600အောက်လေးနေမှာသိန်း1600အောက်လေးမှာရရှိမှာဖြစ်ပါတယ်သိန်းအဲ1580เนาะစသဖြင့်ကျွန်တော်ရရှိမှာဖြစ်ပါတယ်ဈေးနှုန်းလေးတွေကိုကျွန်တော်အနည်းဆက်ဆုံးကျွန်တော်ပြောပြပေးသွားတာเนาะဟုတ်အဲဒီမှာတော့1100ဝန်းကျင်နဲ့သိန်း1100ဝန်းကျင်နဲ့ရရှိမဲ့ကျွန်တော်တို့ total wish လေးရရှိမှာဖြစ်ပါတယ်ဒါကတော့ model year အနေနဲ့2008 model ဖြစ်သွားပြီးတော့ grade ကတော့ကျွန်တော် aerospot မဟုတ်ဘူးအာ ွား h limited grade ပေါ့နော်အဲလို sport တော့မဟုတ်ဘူး h limited grade ဖြစ်ပြီးတော့ကျွန်တော်တို့ total width ကိုမှအခေယာမြင့်မြင့်သုံးကျင်တယ်အာဒါတော့ silver color ပေါ့နော်အဒီကားလေးရရှိမှာဖြစ်ပါတယ်ဒါတော့သိန်းထောက်တရာပေါ့နော်ဟုတ်ကဲဒီ channel မှာတော့ကျွန်တော်တို့ပိုမိုကာနုမြရဲ့ showroom အမှတ်1မှာတော့ပြသသွားတဲ့ကားလေးတွေကတော့တစ်စီးကြံသေးတယ်နော်နှစ်စီးကြံသေးတယ်ဟဲ့ကြည့်နော်ဟဲ့ဟုတ်ဘယ်ရလာကြည့်ကြလဲ ပိုင်ဘက်ကတိုင်အောင်ဟိုနေ့ကလာသီးလာလို့လာတော့ဒီနေ့မှလာတာဟုတ်ဒီပါဟုတ်ကဲ့။ဒါတေချာလေးပြပေးလိုက်လေနော်။ဟုတ်ပြီးတော့ကျွန်တော်တို့ down fan လေးတစ်ချက်ပြပေးမယ်နော်။အဲ down fan လေးကတော့ကျွန်တော်တို့ down fan 50 pro ပေါ့နော်။ down fan 50 pro ကတော့ကျွန်တော်တို့ဒီကားလေးကတော့ထိုင်ကုန်၃နန်းနဲ့ grade စုံစုံလင်နဲ့ရရှိမဲ့ကားလေးဖြစ်ပြီးတော့ မော်ရယ်ကြီးအနေနဲ့2020မော်ရယ် 2S နဲ့ပကိုးလိုက်စင်ရရှိမှာဖြစ်ပါတယ်။အင်ဂျင်ပါဝါအနေနဲ့1.5တာဘိုဖြစ်ပြီးတော့ကျွန်တော်တို့ခုံသုံးနှန်းဖြစ်တဲ့အတွက်သုံးဆွဲသူ user တွေနဲ့တော်တော်လေးအဆင်ပြေတဲ့ကားဖြစ်ပါတယ်။မော်ရယ်မြင့်မြင့်နဲ့ကားမြင့်မြင့်ကားကြီးကြီး SUV အရသာကိုခံစားရရှိနိုင်မှာဖြစ်ပြီးတော့ထိုင်ကုန်လေသာတွေဖြစ်တယ်၊ထိုင်ကုန်မော်တာတွေဖြစ်တယ်။အတော်တော်လေးပြောရမယ်ဆိုဒီကားပေါ်တက်လိုက်တာနဲ့ကျွန်တော်တို့တော်တော်လေးခံချားမှုကိုကျွန်တော်တို့ရသားကိုခံစားမှာဖြစ်ပါတယ်နော်။ဟုတ်ပြီးတော့ကျွန်တော်ဒီမှာနောက်ဆုံး latest model Beijing ဘေဂျင်းကတော့ကျွန်တော်ဘေဂျင်း A7 ကိုကျွန်တော်တို့2024 model เนาะ2024 model ကို 5S နဲ့ MD1 license BIC Beijing A7 ကိုရရှိမှာဖြစ်ပြီးတော့ကျွန်တော်တို့ performance အနေနဲ့တော့ကျွန်တော်တို့ sunroof module တွေ poster smart key တွေ digital cluster တွေပြီးတော့ရင်တော့ကျွန်တော်တို့ထိုင်ကုန် mass set တွေစသဖြင့်ကျွန်တော်တို့ပေါင်သွားမဲ့ကားလေးဖြစ်ပြီးတော့နောက်ဘုံ motor တွေစသဖြင့်ကျွန်တော်တို့ great အစုံလင်ဆုံးလိုချင်တဲ့ SUV ရဲ့အရသာကိုလည်းခံစားချင်တယ် အနည်းပညာမြင်မှားမှုလည်းလိုချင်တယ်ဆိုရင်တော့ဒီကားလေးကိုကျွန်တော်တို့ညွှန်ပြရစီဒီကားလေးဆိုရင်တော့ကျွန်တော်တို့3800ဝန်းကျင်3800အောက်ကလေးမှာကျွန်တော်ညှိနှိုင်းပြီးတော့ရောင်းချပေးမယ်ကားဖြစ်ပြီးတော့ကျွန်တော်ဒီနေ့မှာတော့ဈေးနှုန်းတွေတော်တော်များများအကုန်လုံးပြောသွားပေးတာဖြစ်ပါတော့။အဲကားလေးတွေကိုဈေးနှုန်းတွေပြောသွားပေးတာဖြစ်တဲ့အတွက်မိတ်ဆွေများအားလုံးဈေးနှုန်းလေးတွေညှိနှိုင်းဘယ်လိုပြောရလဲဈေးနှုန်းလေးတွေကိုကျွန်တော်တို့ကြည့်ရှုလို့ရတယ်ပြီးတော့စဉ်းစားလို့ရတယ်ဒီကားလေးကတော့3000အစွန်ပိုင်းမှာရရှိမယ်ကားဖြစ်တယ်နော်။အဲ down fan 50 Pro ကတော့ ကားလေးတွေကိုကျွန်တော်တို့ကိုမိုးကားနုပညာစီမှာအခုလောလောဆယ်ရွေးချယ်ကြရတယ်များပြားစွာရှိပါတယ်။ဒီထဲမှာကျွန်တော်တို့ Soy D3 ဆိုရင်တော့3သီးလောက်ရွေးချယ်နိုင်မယ်။ Soy D7 ဆိုတော့2သီးလောက်ရွေးချယ်နိုင်မယ်။ဘောင်ဖန်းဆိုလို့ရှိရင်လည်းရရှိမယ်။ပြီးသွားရင်တော့ Jetdo နာမည်ကြီးနေတဲ့အခုနောက်ပိုင်းနာမည်ကြီးနေတဲ့ Jetdo လိုကားမျိုးတွေလည်းရရှိမှာဖြစ်ပြီးတော့အခြားအခြားသောကျွန်တော်ဂျပန်ကားတွေလည်းကျွန်တော်တို့ဂျပန်ကားတွေရဆိုလို့ရှိရင်တော့ Toyota Avanza လိုမျိုးရရှိမယ်။အပြီးသွားရင်ကျွန်တော်တို့ တရုတ်ထဲကနေဆိုရင်လည်းတော်တော်များများစုံလင်စွာရရှိမယ်ဂျပန်ကားဆိုလို့ရှိရင်လည်း Toyota Wish တရားရရှိမယ်